အားလုံးပဲမင်္ဂလာပါဗျာကိုစိုးရေးစပေါ့ channel အားလုံး notification ကြိုတူပါတယ်ကျွန်တော်ရင်ကျော်မျိုးအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော် champion league ဒုတိယချော့ပထမနေ့ပေါ့နော်အကြံအကြံနေ့မှာဆိုရင်ကျွန်တော်နှစ်ပွဲလုံးပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်တွေ့ကြနေတဲ့အခြေအနေမှာရှိတဲ့အကန့်ဒီဆော့ကျင်လဲဆော့လို့ရပါတယ်ဗျာ တော့ဒေါမွန်နဲ့ဘာစီလိုနာဒီပွဲစဉ်မှာဆိုတော့ဘာစီလိုနာက level 80သုံးလုံး60ရှုံးပေးထားတယ်အခုချိန်မှာဆိုတော့190နိုင်သုံးလုံး80ရှုံးထိတက်လာတာတွေ့ရပါတယ်ကိုပေါင်းစီရောကြောင့်ဘော်ဒီစီရောတက်လာနေတာပါရှိတယ်ဒါပေမဲ့ဒီနေ့ပွဲကတစ်ချက်စဉ်းစားရမှာဘာစီလိုနာအနေနဲ့ပထမကြိမ်မှာ4-0နိုင်သွားတဲ့အနေအထားတွေကြောင်းပေါ့နော်ဒီနေ့ပွဲမှာဘာစီလိုနာအေးလူလူကန်လာမဲ့ ဖွဲ့စဉ်တစ်ခွဲဖြစ်တာလည်းတွေ့ရပါတယ်။ဒေါမွန်နေနဲ့လည်းပရမတ်ဂျိန်တွေ့တော့ပါတော့2 3နဲ့အိမ်ဝဲမှာရှုံးနေထားတဲ့အနေထားတွေကြည့်မဲ့ဆိုရင်လည်းဒေါမွန်နေနဲ့ဒီနေ့ပွဲမှာတော့ပရမတ်ကျော်40ရှုံးနေသွားတဲ့ reset ရပါတော့ဘလို့မှမဖြစ်နိုင်တော့တဲ့အနေထားတွေဖြစ်တာကြောင့်ဒီနေ့ပွဲမှာဒေါမွန်နေနဲ့တော်တော်လေးမလွယ်တဲ့အနေထားမှာရှိတယ်။ဘာစီလိုနာကျွန်တော်ပြောရမယ်ဆိုတော့ဝေးဝင်းဖောင်ရကောင်းတာတွေ့တွေ့ရပါတယ်ရှေ့ပွဲ ठी ပေါ့နော်တောက်လျှောက်ဆိုသလိုနိုင်ထားတဲ့ ဘာစီလိုနာလည်းဖြစ်တာကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီနေ့ပွဲမှာတစ်ချက်တူးကြတာပေါ့နော်190တိုင်းဖြစ်လာတဲ့အနေအထားမှာတော့ရှိတယ်380ရှုံးပေါ့နော်ဘီဖီကာနဲ့ကျွန်တော်ရှုံးထွက်ပေါ့နော်တွေ့ဆုံတော့လည်းဒီလိုပါပဲအုပ်စုပွဲမှာဘီဖီကာကျွန်တော်တို့အဝေးကွင်းမှာဘာစီလိုနာက4 5နဲ့နိုင်တဲ့ပွဲစဉ်မှာလည်းဂိုးပေါင်းပေါ်သွားတယ်ပေါ့နော်ဒါပေမဲ့ရှုံးထွက်အဆင့်တွေ့တဲ့အချိန်မှာတော့ဘာစီလိုနာဟာဝေးခွင့်မှာဘီဖီကာကိုတယောက်ထုတ်တော့ခံရတယ် အဲ့ဒီဘက်မှာကျွန်တော်1-0နဲ့ပဲဘာစီလိုနာနိုင်တော့တွေ့ရပါတယ်အဲ့ဒီဘက်မှာပွင့်သွားတဲ့ဂျေးရကလည်း DJ ပါပဲကျွန်တော် DJ နီးနီးလောက်ပဲဗောနော်တေရှုံ380 380အဲ့လိုမျိုးရှုံပြီးသွားတာဖြစ်ပါတယ်နောက်တစ်ချက်ကျွန်တော်ဘာစီလိုနာဟာအက်တလီကိုနဲ့အဝေးခွင်းကိုပါတီဒီရေးဗောနော်ဆီမီဖိုင်နယ်ဒုတိယအကြော့မှာလည်းဒီလိုပါပဲပထမကျော်4-4ကန်ထားတယ်ဒုတိယအကြော့မှာကျွန်တော်ဘာစီလိုနာအဝေးခွင်းမှာ1-0နဲ့ပဲနိုင်သွားတာတွေ့ရပါတယ် ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်ဘာစီလိုနာအနေနဲ့ပထမကျော့4-0နိုင်ထားတဲ့အချက်ဒီကြောင့်ပေါ့နော်ဒီနေ့ပွဲကလည်းဟိုဂိုးပေါင်းစည်းပေါ့နော်ပြင်းရှာတယ်ဆိုပေမဲ့လည်းဒီနေ့ပွဲကျွန်တော်ဂိုးပေါင်းအောက်မဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြစီဒါကြောင့်ဒီနေ့ပွဲကျွန်တော်ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဒေါ်မွန်နေနဲ့ဒီနေ့ပွဲမှာတော့အင်ရှင်ပရိသတ်အားနဲ့ပေါ့နော်အကောင်းဆုံးတော့ကန်လာမဲ့အနေထားမှာတော့ရှိတယ်ဒါပေမဲ့ခြေသွမ်းပိုင်းမှာတော့မရှင်နိုင်ပါဘူးအဲ့ဒီချက်လေးတော့ရှိတယ်180 အနိုင်ပေးလာတဲ့အနေအထားမှာဘာစီလိုနာခြေထဲမှာပဲဒီကြေးရပါတော့အောင်ချင်းအောင်ချင်းကဘာစီလိုနာအပေါ်မှာပဲမူတီမဲ့ပွဲစဉ်တစ်ပွဲလောက်ပဲကျွန်တော်ပြောပြရစီဒါတော့ဒီနေ့ပွဲကကျွန်တော်ဒေါမွန်ဘောဒီကိုကျွန်တော်အရေးဆုံးပြီးကျွန်တော်ရွေးချယ်ပေးလိုက်တယ်ဂိုးပေါင်းဆိုရင်တော့ဂိုးပေါင်းအောက်ပါဗျာဒီပွဲစဉ်ကိုကျွန်တော်အောက်ဆုံးရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ပွဲကျွန်တော်ဗီလာနဲ့ PSG ဒီပွဲစဉ်မှာဆိုရင်တော့ PSG က level 80ရှုံးပေးတာတယ်ဂိုးပေါင်းစီ 3လုံး20နိုင်ပြီးလာတွေ့ရပါတယ်အခုချိန်မှာဆိုတော့ PSG ကဘော်ဒီစီကတော့ဒီတိုင်းပဲဂိုးပေါင်းစီးကျွန်တော်3လုံး20ရှုံးထိဖြစ်လာတာတွေ့ရပါတယ်ဒီခြေတန်းရပေါ့နော်ကြည့်ရမယ်ဆိုဂိုးပေါင်းစီးပြင်းတက်လာတဲ့အနေအထားတွေရဒီနေ့ပွဲမှာပီလီဗီလာဟာ PSG ကိုပေါ့နော်ဖွင့်တိုက်ဖွင့်ကန်ကန်လာမဲ့အနေအထားမှာရှိတယ်လို့ပဲပြောပြသည်ပထမကြောမှာလဲကျွန်တော်2-1လောက်နဲ့ပေါ့နော်ပီလူနီနီဖြစ်ခန့်နီးမှာကျွန်တော် less minute ကြာမှာအချိန်မူကြာမှာ 3-1ဖြစ်သွားတဲ့အနေအထားတွေကြောင့်ပေါ့နော်ဒီနေ့ဘွဲကကျွန်တော် Villa အနေနဲ့လည်း chance တော့အနည်းငယ်တော့ရှိတဲ့အနေအထားမှာရှိတယ် PSG ကကျွန်တော်တို့ပြည်သူလီဂ်ကမှာတော့ champion ဖြစ်သွားပါပြီဒီကြားရမှာပေါ့နော်စနေနေ့ကမှာဆိုလဲပွဲမကန်ထားရပါဘူးဒါကြောင့်ကျွန်တော်ပွဲပန်းမဲ့လက္ခဏာတော့မရှိဘူး PSG ကနောက်ချက်3-1နဲ့နိုင်ထားတဲ့အနေအထားတွေကြောင့်လည်းဒီနေ့ပွဲမှာ PSG အနေနဲ့ဒီဘာစီလိုနာလိုပဲပေါ့နော်ထင်းသင်းသင်းကန်လာမဲ့အနေအထားမှာတော့ရှိတယ် တော့မော်နေတော့ဗီလာနဲ့တော့မတူတဲ့အနေထားပါရှိတယ်။ဗီလာကချက်စ်လေးတော့အနည်းငယ်ရှိတဲ့အနေထားမှာရှိတယ်။ပထမဆုံး3-1နဲ့ရှုံးနေထားတဲ့ဆိုတဲ့အချက်ကြောင့်ပေါ့နော်။ဒီနေ့ဘက်မှာဗီလာအနေနဲ့အားကိုကန်လာမဲ့အနေထားမှာရှိတယ်။ဒါပေမဲ့လူစင်းရောဟိုဘလုံးမပေါ့နော်။ရှင်နိုင်မဲ့အနေထားမှာတော့မရှိဘူး။ဒါပေမဲ့အိမ်ဝင်းဖောင်လေးကောင်းတဲ့ဗီလာဖြစ်တာကြောင့်ဒီနေ့ဘက်မှာဗီလာအနေနဲ့အစွမ်းကုန်တော့ကြိုးစားလာမဲ့အနေထားမှာရှိတယ်။ဒါပေမဲ့လည်းကျွန်တော် PSG ကို လူထောက်ရှုံးပေးရမယ်ပွဲစဉ်တစ်ပွဲလို့ပြောပြရသည်ဒီပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာဒီပွဲစဉ်မှာဗီလာကလည်းတကူရနိုင်တယ်လို့ဗီလာရဲ့ဖွင့်တဲ့ဖွင့်ကကန်လာပဲဆိုရင် PSG ကလည်း ACC နဲ့ပဲတကူရလာမယ်ပွဲစဉ်တစ်ပွဲလို့ပြောပြရသည်နောက်ချက် PSG ကပထမကြောမှာမပါဝင်တဲ့သူတို့ရဲ့ကပ်တိန်ဖြစ်တဲ့မာကင်ညိုဒီနေ့ပွဲမှာပါဝင်လာလာမှာဖြစ်တဲ့အတွက်ကြောင့် PSG နေနဲ့လည်းတောင်းတင်းလာမှာဖြစ်တယ်လို့ ဗီလာအနေနဲ့လည်းအိမ်ဝင်းမှာအိမ်ဝင်းဖောင်လည်းကောင်းသလိုကာရန်ဖောင်အနေနဲ့အနေထားတွေလည်းကောင်းတာကြောင့်ဗီရဲ့ဗီလာအနေနဲ့လည်းတကူရနိုင်မဲ့အနေထားမှာရှိပါတယ်။အဲဒီနေ့ဘွဲကျွန်တော်တို့ကိုးပေါင်းအပေါ်တော်တော်လေးကောင်းတယ်လို့ပဲကျွန်တော်ပြောခွင့်ရစီဒီဘွဲချင်းပေါ့နော်။ဘော်ဒီအနေထားရတော့ပြောမယ်ဆိုတော့ဗီလာအနေနဲ့ဒီဘွဲချင်းမှာလည်းအားကုန်ဆော့လာမဲ့အနေထားတွေကြောင့်ကျွန်တော်ဗီလာဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပြလဲပါတယ်။ဗီလာဘော်ဒီနဲ့ကိုးပေါင်းအပေါ်ဆိုရင်တော့ကျွန်တော်တို့မရှုံးနိုင်တဲ့ပွဲစဉ်တစ်ပွဲလေးပဲပြောပြရစီ ဝမ်ဝမ်2-1အဲ့လိုမျိုးဖြစ်သွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောပြရစီဒါတော့ဒီနေ့ကျွန်တော်နှစ်ပွဲလုံးကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်ကြွေကြနေရတဲ့အကြောင်းကျောင်းသင်ကင်းကျောင်းမူတွေနဲ့မကြိုက်ရင်ဘက်ကံကိုလည်းကျွန်တော် ပြောပြရစီကျောင်းသင်ကင်းချင်းတွေလည်းပေါင်းပြကြပါစီဗျာမြန်မာပြည်လည်းအေးချမ်းပါစီဗျာ